ရာဇီရေချောင်းသွားလာသူတမာရာကလင်ကာအာတိတ်ဒေတာနောင်မြောက်ရေချောင်းလမ်းကိုဖျက်ပြီးသူ့ရဲ့တကူရောရွက်လွင်ခကြီးတွင်ပင်လယ်ရေခဲအလွန်နှဲပါမှုအခြေအနေကိုကြုံတွေ့ခဲ့လို့ AFP ကိုပြောပါရယ်အဲ့ဒီရေချောင်းခီးကလွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုအကြာကဆိုရင်ရေခဲခွဲသည့်တမော်တဆင်းမပါပါကတွာလာဖို့ဖြစ်နိုင်မှာမဟုတ်တဲ့ခီးစဉ်မျိုးပါ အတန်းနဲ့ဆက်ရှိနေရှိတဲ့တမန်ရာဟာစက်တင်ဘာလကအတ္လန်တိတ်မှနေပစိဘိတ်သမုတ်တရာအထိအငြင်းများတဲ့အာတိတ်ခီးရှေကိုပြင်းမြောက်ခဲ့တဲ့ဒုတိယမြောက်အမျိုးသမီးနဲ့ပထမဆုံးလက်တင်အမေရိကသူလည်းဖြစ်ပါတယ်။အဲခီးစဉ်ကရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေခဲတွေအရေးပြောမှုကြောင့်သွာလာဖို့ဖြစ်နိုင်ခြေရှိစေခဲ့ရပါ။ဒန်းချောင်းရဲ့ကိုးရာဂိုင်းနှုတ်မှာကျမရေခဲတွေတွေ့ခဲ့တယ်။ဒါကအင်မတန်နေပါပါတယ်လို့ ကလမ်ကဂရင်းလန်နဲ့အလက်စကာကြာကီလိုမီတာ6500မိုင်4000ခီးကနေပြန်လာပြီးတော့ AFP ကိုပြောပါတယ်။သိပ္ပံပညာရှင်တွေဒေတာခံလူမျိုးတွေနဲ့စကားပြောကြည့်ပြီးတဲ့နောက်ကျွန်မတွေ့ခဲ့ရတဲ့အဲ့ဒီလိုပင်လယ်ရေခဲအင်မတန်ပမာဏနယ်ပါမှုကသစ်စင်ပင်လယ်ရေခဲတွေနည်းနည်းလာတဲ့ရေပူရလာရတစ်ခုရဲ့စိတ်ဒေတာဖြစ်တယ်ဆိုတာကိုနားလည်မိတယ်လို့သူကပြောပါတယ်။ ကုလသမဂ္ဂအရာ2024ခုနှစ်ကမ္ဘာလုံးဆိုင်ရာအပူချိန်တွေဟာစံချိန်တင်အပူဆုံးဖြစ်ပြီးတော့ပထမဆုံးအချိန်ဖြစ်ဆက်မှုခေတ်မတိုင်မီ level ရအထက်တက်သမ5 cm ထိကျော်လွန်ခဲ့ပါတယ်။ရှေးလာမှာဘရာဇီးယားအချိန်30မြောက်ကုလကမ္ဘာလုံးဆိုင်ရာ ရာသီဥရုညီလာခံဆွေးနွေးပွဲကိုအရှင်အဖြစ်လက်ခံပြုလုပ်မှာလည်းဖြစ်ပါရယ်ခင်ဗျာ။မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကို လိုအပ်နေပါတယ်။ ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ